ားလုံးပဲမင်္ဂလာပါဒီနေ့ဇကဝိုင်းကတော့ကျွန်တော်နဲ့မောင်မောင်တင်နဲ့ပေါ့နော်မောင်မောင်လွင်တော့မဟုတ်မောင်မောင်တင်နော်မယူဂိုးသွင်းလိုက်တာပြောလို့မဆုံးတော့ဒီခွေးတောင်စားမှာသွင်းသွင်းရတယ်ဆိုပြီးတော့အဲ့တော့ကျွန်တော်ညီကိုနေ့ရောက်အဲဇကဝိုင်းဆိုတာတဲ့ကျွန်တော်မတွေ့ရလဲကြာပြီနော်ကိုဒီလေးအောင်လေကျွန်တော်လည်းကြားထဲမှာကိုဒီလေးအောင်လေကိုတောင်ဝင်ဒီကိုအများကြီးလုပ်နေတာမြင်ရတယ်အဲပြည်သူကလည်းလက်တလုံးမှာ ကျွန်တော်တို့ဟိုဟိုတလောကဝိုင်းကျော်ကြီးတနစ်ပြည့်မှာဟာတာလက်ဆောင်ဆိုအစီအစဉ်မှာပါတဲ့ခါမှာဈားထဲမှာပျောက်နေဟိုဒီလက်အောင်မေးတယ်။နောက်လျှောက်မန့်နေမှာကျွန်တော်တို့ YouTube channel မှာနောက်လျှောက်မေးတယ်ဆိုတော့ပေါ့ပေါ့ပါပါစကားလေးပြောကြတာပေါ့ညီကိုနေရ။အဲ့တော့ကျွန်တော်တို့က तू ကလည်းဟာတာညံရှင်တော့တိတယ်လူရှင်တော့တပိုင်းပေါ့နော်လူရှင်တော့လှုပ်ချင်နေတာ तू ကကျွန်တော်တို့ကမတဲတွေ့ထွက်ပြေးနေရတယ်ဆိုဟိုပေါ့ပေါ့ပါပါပြောပြရစီနော်ပြည်သူတွေဒီခါလေးကြတော့ဟိုကျွန်တော်တို့ ညီကိုတွေမှာလေးစားမှုရှိတယ်ကျွန်တော်လည်းကိုဒီနေ့ရောက်လေးစားတယ်လို့ကိုဒီနေ့ရောက်လည်းကျွန်တော်ကမှလေးစားတယ်ကျွန်တော်တို့ဟို CDN ဝင်လာတဲ့ဗိုလ်မှူးတယောက်အနေနဲ့လုံးဝ respect ရှိတယ်ပေါ့ပေါ့ပါပါပြောတဲ့အခါမှာတချို့ဟိုစကလုံးတွေအမြင်မတော်တာတွေရှိလို့ရှိရင်ခွင့်လွတ်ပါလို့ပြောပြရစီဘာလို့လဲဆိုတော့စနောက်ကြတော့မှာမဟုတ်လို့ဘာလို့စတွေ့တယ်ရဟိုကဒီနေ့ပြောမယ့်အကြောင်းကကျွန်တော်တို့အကြောင်းစကားစအကြောင်းစကားစအကြောင်းကိုဒီနေ့ရောက်ပြီးတိတလောက်လက်ရှိပြည်သူတရင်စကားပါပြီး เนาะကျွန်တော်တို့အကြောင်းကတော့ကျွန်တော်နဲ့စတွေ့တယ်ကကျွန်တော်တို့ကအချိုးမပြေတာနဲ့စကျွန်တော်တို့ဟာငါကောင်စအစဲခံเนาะမင်းတို့ဟာငါကောင်ဗမာလဲလို့ကိုပေါ့ဗမာလဲလို့သူစီရီယံဝင်နေတာရိုးရိုးမဝင် Facebook မှာအဲ့ဒါတွေတင်ပြီးမှဝင်လာတာမင်းတို့ဟာငါကောင်ဗမာလဲလို့ဗာညာလို့အဲ့ဒါနည်းနည်းစတွေ့တာလေးရှင်းပြလိုက်စတွေ့တာလေးရှင်းပြရင်ကျွန်တော်ဟိုကျွန်တော်ကလာစီဒီအန်လောက်တာက၈၂20ပေါ့နော်၈၂20 2022မှာလောက်တာ တော့ online ကလာတနေ့ကြော်ကြော်ကြာတနေ့နဲ့နှစ်လလောက်ကြာတဲ့အချိန်ညမှာလောက်တာဒါပေမဲ့ကျွန်တော်ကအဲ့အနာစသိငါသားမှာ89နှစ်လောက်ရှိပြီပေါ့စစ်တပ်ထဲမှာ19နှစ်လောက်နေပြီးွားပြီဆိုတော့ဟိုဘယ်လိုပြောလဲ19နှစ်လောက်ခွေးပြစ်ပြီးွားပြီပေါ့ဟိုခွေးပြစ်ပြီးွားရဲ့ခုမှဒီစကားပြောရတယ်တိလားဟောင်းလဲဟောင်းနဲ့နေပြီပေါ့ဒါဟောင်းလဲဟောင်းနဲ့နေပြာပုံလဲတိုးတတ်နေပြီပေါ့အဲအဲ့ဒီကာလမှာပေါ့ဒီလိုဟွာဖြစ်တဲ့အချိန်မှာဟိုကိုစစ်တပ်ကိုကိုယ့်ဟာကိုဟိုဘောင်ထဲမှာထည့်တာပေါ့နော်ကျွန်တော်တို့ဒါ16နှစ် တာကလေးက DSC တက်ခဲ့ပြီးတော့မှဒီတစ်ချိန်လုံးကကျွန်တော်တို့ကဒီ NND Mondie အဓိကကဒီပြိုင်ပဲဖြစ်တဲ့ NNDO ပဲဟိုပါဖြစ်ရတာပေါ့နော်အဓိကပြင်မှတ်ထားပြီးတော့မုံမုံမုံခိုင်းကပင်နီမီနာပင်နီမီနာနဲ့မုံပင်နီမီနာနဲ့မုံဒါပင်နီဝစ်လို့ရှိရင်ဒါဟိုရန်သူပဲပေါ့ဆမ်တက်ပြီးမတက်ပေါ့ဟိုဘလို့ဖြစ်တယ်ညာလို့ဖြစ်တယ်ပေါ့အမျိုးမျိုးပေါ့အဲကောင်နိုင်ငံကိုဖျက်ဆီးမဲ့ကောင်တို့ပါဘူးဒီစကားကြီးကိုယ့်ရဲ့ဘောင်ထဲမှာဒီစကားကြီးကိုပဲကြာကျွန်တော်တို့ကဘလို့ဆိုရမလဲနိုင်ငံရဲ့တစ်ဖက်မှာပေါ့နော် တော့နိုင်ရန်တစ်ဖက်မှာနေတဲ့အခါကျတော့နိုင်ရန်ရဲ့ဟိုဘက်ချမ်းမှာလင်းနေတာကိုလည်းမသိဘူးအလင်းရောင်ရှိနေတာကိုလည်းမသိဘူးအဲ့ဒီထဲမှာအလင်းရောင်ကိုရှာဖွေနေတဲ့လူတွေရှိတယ်ဆိုတာလည်းမသိဘူးတစ်ဖက်ချမ်းမှာမသိဘူးမသိတဲ့အခါကျတော့ကိုကိုအဝိုင်းဝိုင်းလေးထဲမှာကိုနိုင်ရန်တစ်ဖက်ချမ်းမှာပဲဒီအစုအဝိုင်းလေးအစဉ်ပြေရပြီဒီအစုဝိုင်းတောင်းတင်းရပြီဒီအစုဝိုင်းကမှန်တယ်လို့ယူဆရင်ရပြီကိုလူကိုအဓိကတော့ဘောမှန်ရပြီပေါ့ဗျာဟိုထောက်ခံရပြီဆိုတဲ့ဟာမျိုးနဲ့ကျွန်တော်တို့ကနေခဲ့ရတဲ့အခါကျတော့အဲ့ဒီအချိန်မှာ तू อ่ะစီရန်လို့ဖို့စဉ်းစားတဲ့အချိန်နဲ့ကြားရကြအောင်ဘာတွေကာဘာယူရလဲဆိုတော့ဒီ line ပေါ်မှာဒီလိုမျိုးအဲဒီတော်လန်ရေးကိုမထီမဲ့မြင်ဇကလုံးနေအဲအဲ့လိုမျိုးနှိပ်ကွက်တဲ့ဇကလုံးနေအားကောင်ပမာလဲလို့အဲ့ဒီက post တွေ post တွေတင်နေလူဆိုလို့ရှိရင်သူအဲ့ရှိမှာ CDN ရဲ့တပွဲပွဲနဲ့ဟိုဘုံဟိန်းတော့ဦးလိုပါတို့စခဲ့တာပေါ့နော်စပြီးတော့မှတပွဲပွဲနဲ့အဲတချို့အရာရှိတွေဆိုလို့ရှိရင်လည်းနှစ်ပွင့်နေသုံးပွင့်နေဆိုရင် CDN လို့မပြောဘဲနဲ့တိတ်တိတ် ပြောက်ွယ်သွားပြီးကမှဟောဆိုထပေါ်လာတဲ့ဟာတွေပေါ့နော်ဒီလိုမျိုးတွေဆိုတော့ချက်ကောင်စီကလည်းဒီကိစ္စတွေကိုကြောက်လန့်နေတဲ့ကာလပေါ့နော်တစ်ဖက်ကိုကူးပြောင်းသွားမှအရန်ကြောက်တယ်ပေါ့အဲသူကတစ်ဖက်ကဆဲနေကြလူကသူတို့သူတို့ကိုဆဲနေတာကအရေးထူးနေပြီဟာကိုလူကိုပြန်ဆဲမှာသူတို့တော်တော်ကြောက်တယ်ချက်ကောင်စီကအဲ့ဒါကိုအရန်ကြောက်တယ်ကြောက်တဲ့ခါကျတော့အဲ့လိုမျိုးဖြစ်မှကြောက်တော့ကျွန်တော်လှုပ်ချင်တဲ့ခါလေးကြတော့ကျွန်တော်ကဒီလိုမျိုးတွေ Facebook ပေါ်မှာ live တော့ဒီချစ်တက်ကြီးကိုလုံးဝကိုတဲ့ ငါမသိငါစကမ်းမကြသေးရဘော။ဗာဖြစ်တယ်ညာဖြစ်တယ်ဟိုတကယ်ဟိုမဟုတ်လေကျွန်တော်တို့ကဓာတ်ရငါပေါ်ကြီးဖြစ်တယ်ဒါစီရဘူးကျွန်တော်တို့စိတ်ခေါ်တာလေအဲ့လိုပေါ့အဲ့ဒီမှာကျွန်တော်တို့ကဟိုဖြစ်တယ်ဒီဟို post ကြီးရေးတာပေါ့နော် post ကြီးရေးတော့ ဖြစ်ချင်းတော့အဲ့ဒီအကောင့်ကလည်းစီးပြဲဖေဘောကအဲ့ကျွန်တော်တို့ဘာလို့ယူလိုက်တာကျွန်တော်တို့နဲ့ကိုပေါက်နဲ့ဘာလို့ယူလိုက်ဟုတ်လေအဲ့ဒီအချိန်မှာတကယ်ထင်းထင်းပေါ်ပေါ်ဖြစ်နေတဲ့လူတွေကဒီဒီလူတွေပဲလေဒီလူတွေပဲဖြစ်တာဟုတ်ဒီလူတွေဖြစ်တယ်ဒီမျက်စိနောက်ဆရာကောင်းတယ်ပေါ့ဟိုရှစ်ကောင်စီကိုဒါအရင်ကတည်းကဟိုပြည်တွင်းထဲမှာရှိကတည်းကဟာဟုတ်လားဟိုဟိုတမ်ဘောသာမိတမ်ဘောသာဖဆိုတော့ပြက်လုံးနေဟုတ်လားမိဘဖြစ်ရှင်လဲဆိုတော့ကျွန်တော်အမိမဲ့သားဖြစ်ရှင်ပါတယ်ဆိုတော့မိဘမဲ့ဖြစ်ရှင်မိဘမဲ့ဖြစ်ရှင်ပါတယ်ဆိုတော့ အဲပြက်လုံးနေဒီလိုမျိုးတွေအစကတည်းကဟိုစစ်ကောင်စီကိုဒါပြည်သူလူထုဟိုဘယ်လိုပြောမလဲလက်ခုပ်တန်ဟိုဝုံးနဲ့တိုင်းနဲ့ရအောင်နော်ဟိုအဲ့လိုမျိုးအိုးမတော်နေဖြစ်အောင်အထိဒါစစ်တပ်ကိုဟိုစစ်တပ်ရဲ့အရှိုက်ကိုထိုးနိုင်ခဲ့တဲ့အဲဒါလူချင်းတော်တွေလို့လည်းပြောလို့ရတယ်ပေါ့နော်ဒီလူတွေပြီးလို့ရှိရင်ခုမှဒီစကားပြောတာလို့ရှိရင်ဒါကိုဟိုကိုပေါ့လို့ဆိုလို့ရှိရင်လည်းဒါဟိုသူကလည်း အဲဒီဒါရိုက်တာထဲမှာဆိုလို့ရှိရင်လည်းသူဒါကိုဗစ်ကာလမှာဆိုရင်သူတော်တော်သတိထားမိတယ်ပေါ့နော်သူရဲ့အင်တာတိန်မန့်လေးတွေလည်းကောင်းနေဟွာဖြစ်တယ်ပေါ့နော်အာဒါရုပ်တရက်ကြီးသူဒီလိုလှုပ်သွားတဲ့အချိန်မှာအဲသူတို့တွေကသူတို့တွေကဒါဟွာဖြစ်တဲ့အချိန်မှာဘယ်လိုပြောရမလဲတော့ဒီလူတွေကထင်ပေါ်တဲ့ခါကျတော့ဒီလူတွေကိုနည်းနည်းလေးဟွာဖြစ်လိုက်တယ်ဒီနာမည်ကြီးတွေကိုရေးသားလိုက်တယ်ဆိုလို့ရှိရင်ပေါ့တဲ့ဂျုံရောအဲအဲအေးပေါ့ဂျုံတာပေါ့အဲ့လိုအဲ့လိုအဲ့ဒီကနေမှအဲဖြစ်ဖြစ်ရှင်တော့ စီဒီအန်ဝင်ခံနေတဲ့ကြာရောအဲ့ Facebook အကောင့်ကဘလို့ဘလို့လုံးလိုက်မိတယ်မသိဘူးပြန်ဝင်လို့မရတော့ဘူးဟုတ်မှန်တကယ်ကဝင်လို့ပြန်ဝင်လို့ရလို့ရှိရင်ကျွန်တော်စီဒီအန်နဲ့လုံးလဲလို့အဲ့ဒီအကောင့်နဲ့ဒီလိုက်လို့ရှိရင်ဒီကိစ္စတွေကပျောက်ပြတ်သွားမှာပေါ့နော်ပျောက်ပြတ်သွားမှာဒါပေမဲ့အခုကအဲ့အကောင့်ကြီးကဒီလို့လည်းမရလူကလည်းဒီဘက်ရောက်နေပြီဟိုအကောင့်ကြီးကကြံခဲ့တော့အဲ့အကောင့်ကြီးကိုအားလိုက်တော်တော်ဆဲတယ်ဘယ်လဲရှိတယ်သူကအဲ့လိုမျိုးဟဲ့လားအဲ့တော့ဒါကျွန်တော်တို့ အဲညီကိုတွေအားအားပါရယ်ကိုတင်လေးရောက်ပြီနဲ့ပထမဆုံးစတွေ့ကြတယ်ပေါ့နော်အဲ့လိုတွေ့ကြတယ်ဒီဘက် CDN ဝင်လာတဲ့ခါကျမှအများကျွန်တော်တို့အဲ့လိုရေးတာဆိုတော့အခါမှာသူကရှင်းပြတယ်ဆိုတော့လို CDN ဝင်ဖို့အတွက်ရှေ့ကပြောခဲ့တယ်လို့ရှေ့ကရှင်းပြခဲ့တယ်လို့ဒါကဟုတ်လားမဟုတ်လားတော့မသိဘူးပေါ့သူပဲသိတာလက်ကားစားနောက်ပိုင်းကျတော့ကျွန်တော်ညီကိုတွေလက်တွဲပြီးတော့အေးဆေးလို့နော်စကဝိုင်းတွေရောနောက်အများကြီးပါပဲကိုတင်လေးရောက်နေကျွန်တော်ပူပေါင်းပြီးတော့ညီကိုတွေလှုပ်ဆောင်ခဲ့တယ်ပေါ့ဒါ ဲကျွန်တော်တို့အကြောင်းပေါ့လက်ရှိမှာကိုဒီနေ့အောင်အကြောင်းနည်းနည်းပျောက်နေတာရှင်းပြလို့ရတဲ့လောက်လေးရှင်းပြပေးဟုတ်ပျောက်နေတာကလည်းကျွန်တော်ဒီလိုပါဟိုဟိုအကြောင်းအချင်းရလေးတွေလည်းန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 ည်းရှိတာပေါ့နော်နည်းနည်းရှိတဲ့အခါကျတော့ဟိုဘယ်လိုပြောရမလဲဆိုတော့ပြန်တော့ကျွန်တော်ဟိုပြန်တော့ပေါ်လာမှာပါပေါ်လာမယ်ဆိုရင်တခါလေးပြောအောင်မယ်ဒီ YouTube channel တခုလောက်တော့လုတ်ပြီးတော့ YouTube channel ရတယ်ကျွန်တော်တို့လိုပဲနေ့စဉ်ပေါ့ပြည်သူနဲ့ဒီ platform တခုကနေပြည်သူနဲ့အာ ဘုံမူတို့ကြတော့အများကြီးစည်ရင်းနဲ့ပတ်သက်တာတွေတည်တယ်ဒီဟုတ်ကဲ့ဟုတ်အဲ့ဒါမျိုးလေးတွေလည်းလုပ်ပြီးတော့ဟုတ်အဲ့ဒါကကျွန်တော်ပထမပျောက်သွားတဲ့အကြောင်းရင်းကကျွန်တော်တမ၄ဘက်ပေါ့နော်တမ၄ဘက်အခီးရရှိသွားလိုက်တဲ့အချိန်မှာကျွန်တော်ဒီ line ပေါ်မှာတင်ဆက်နေကြအစီအစဉ်လေးတွေနည်းနည်းဟထားလေးရှိရပေါ့အဲ့ဒါလေးတွေပါကျန်တဲ့ဟာကလည်းကျွန်တော်ဟိုကိုတိုင်းကျော်ပြောသလိုပဲ YouTube ကိုယ့်ဘာကိုယ်ပိုင် YouTube လေး လေပြည်သူလူထုကိုဒါစီးရေးနဲ့ပတ်သက်ပြီးတော့မှစီးရေးနဲ့ရောဒီလိုအကြောင်းအရာလေးတွေဆိုရင်ဘယ်လိုပြောရမလဲဆိုတော့ဟိုချီလက်တလောဒီနေ့ဖြစ်ပြတဲ့ဟာမဟုတ်ဘဲနဲ့ဒါအကြောင်းကြောင့်အကျိုးဆိုတဲ့ဟာတွေကိုပါကျွန်တော်ပြောဖို့စဉ်းစားထားရရှိတယ်เนาะချစ်ကောင်းဒီကဓာရီလုတ်ခဲ့လို့ဓာရီဖြစ်လာအဲ့တော့ဒီဟာထက်လို့လို့ရှိရင်သူတို့ကလုံးဝမနိုင်နိုင်တော့ဘူးသူတို့ကရှုံးကိုရှုံးတော့မယ်ဆိုတဲ့အကြောင်းချင်းရာတွေကဓာရီကြောင့်ဆိုတဲ့ဟာကို ်ကျွန်တော် CD ဆိုင်နဲ့ဆိုင်နဲ့မြန်မြန်လေးပေါ့နော်ပြောပြောမယ်မြန်မြန်ဆိုင်နဲ့လေးပေါ့ပြောမယ်ဟာလေးပေါ့အဲအဲ့ဒီဟာလေးလည်းစီစဉ်ထားပါတယ်ဟုတ်အဲ့လိုမျိုးဆိုပြည်သူကလည်းသတင်းချက်လက်တွေရောနောက်ကိုဒီနေ့အောင်ရင်သုံးသက်တာတွေလည်းသိရမယ်နောက်တစ်ဖက်မှာကျွန်တော်တို့ဒီ YouTube channel ကနေတိုင်းတာတစ်ခုထိဝင်ငွေလေးရတဲ့အခါစာဝန်နေရစဉ်းကြည့်တယ်ပြည်သူတွေကလည်းဒါကိုနားလည်ပြီးပြီးတော့ကျွန်တော်တို့တော်လိုင်းရေး channel တွေဆိုလို့ရှိရင်ကြည့်ရှိပြီးတယ်အဲဆိုတော့ဟိုအဲ့ဒါလေးအမြန်လုပ်စေချင်တယ်ကိုဒီနေ့အောင်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်အဲနောက် ကျွန်တော်တို့အကြောင်းမှာကျွန်တော်တို့ဘက်တော်လန်လူပညာရှင်တွေပေါ့နော်တော်လန်ရေးနဲ့ပတ်သက်တဲ့အဲကမ်ပိန်းတွေမှာပါဝင်နေနောက်ဟိုကိုဖန်ပေါ့နော်ရှာပေးလို့ရတဲ့ဟာတွေဗီဇာသမားတွေကလည်းဗီဇာနဲ့ကျွန်တော်တို့လူရှင်တော်တွေကလည်းအငိတ်နဲ့ဟိုနောက်အပြင်ပါမှာလည်းတိုင်းနိုင်ငံမှာလည်းရင်တော့ဆိုပွဲပြီးပတ်ကားတယ်နောက်အခုဟိုဘက်မှာရောက်နေပြီပဲတနေ့မှမအားမလက်ပဲကြိုးစားပေးနေတယ်ကိုလင်းတို့နော်နောက်မဖြူဘူး တကယ်အောင်မြင်မှုကြီးကြီးမားမားတွေရတယ်အောင်မြင်မှုဆိုတာအထက်တော်လိုင်းရေးအောင်မြင်မှုပါတော်လိုင်းရေးအတွက်ငွေကြေးစီးဆင်းမှုအရင်နေရတာစိတ်ချမ်းသာစရာကောင်းတယ်အဲ့တော့စီစီရန်ဒီထဲမှာလည်းခက်ခဲတဲ့လူတွေရှိတယ်ဟိုအစင်မပြေမှုတွေကြားထဲမှာကြက်ကြက်ခံပေးနေတဲ့လူတွေရှိတယ်ဒါပေမဲ့စီရန်မဝင်တဲ့ဟိုဘက်ကကောင်တွေတော့ဟိုဘက်ကောင်တွေတက်စားလို့ရှိရင်စိတ်ချမ်းသာမှုတွေအများကြီးရှိတယ်အဲ့ဒီကွာဟာချက်တွေနည်းနည်း ပြောပြတယ်ကျွန်တော်တို့အဲ့ဒီကွာဟာကျက်ကညတော့ပြောနေသေးတယ်ကျွန်တော်ဟိုအဲ့ဒီကွာစိတ်မကောင်းဖြစ်နေလေဆိုတာလေအဲ့ဒီကွာဟာကျက်ကကျွန်တော်ဘယ်လိုပြောရမလဲအခုတကယ်အခုဟိုဘောအဲစစ်ကောင်စီတပ်ဖွဲ့ဝင်တွေပေါ့နော်အဲဒူးတွေထောက်လက်တွေမြောက်ပြီးတော့မှဟိုဟိုအားရတွေမောက်အကျိုးတန်းလန်းကြီးတွေနဲ့တွေ့ရလို့ရှိရင်တကယ်တော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 ်ရှင်းလာတယ်လေစိတ်ထဲမှာဟုတ်ဟုတ်ပါမလားတော်တော်ရှင်းလာတယ်တကယ်ရှင်းလာတာပေါ့တကယ်ရှင်းလာအော်ကိုကိုနေခဲ့တဲ့ဝင်းဝိုင်းအတိုင်းဝင်း ဟိုမိသားစုလိုဖြစ်ခဲ့လို့ရင်းနာတာလားမဟုတ်ဘူးဘာဖြစ်လို့ဒီလောက်နာလမ်းနေတွန်လိုင်းတက်ဖို့ကလမ်းနေလည်းဖွင့်ပေးထားတယ်အလမ်းမြူထောင်မိုးတော့ပြီးလို့ရှိရင်ကြိုတင်ချိတ်ဆက်ပြီးတော့မှ CDN ဝင်ဖို့ CDN နောက်ပိုင်းမှာလက်နဲ့လက်နဲ့ချအလင်းဝင်ပေါ့နော်လက်နဲ့ချအလင်းဝင်ကြိုတင်ပြီးလက်နဲ့ချအလင်းမဝင်ရင်လို့ရှိရင်လည်းတနက်ကြည်တဲ့တောင်ဘောင်းဆိုဆတ်ထွက်ပြီးဆိုတော့ねစခန်းကိုလာတိုက်ယူဆိုတော့ねအလမ်းမြူထောင်ဖို့ပြီးလို့ရှိရင်ဒီဘက်ကအဖွဲတွေဆိုလို့ရှိရင် drone နဲ့ပါစာတွေတော့ကြဲချပေးပြီးတော့မှဒီဖုန်းနံပါတ်ဒီဖုန်းနံပါတ်တွေဆက်သွဲပါပြီးလို့ရှိရင် မိသားစုကိုတော့အချိန်တန်ရှစ်လက်ကနှင်ထုတ်တာပဲနှင်ထုတ်ပြီးသွားလို့ရှိရင်မိသားစုသူ့ရဲ့အမျိုးသမီးပဲဖြစ်ဖြစ်ကျန်တဲ့အမေဖေပဲဖြစ်ဖြစ်ဦးလေးတော်ပဲဖြစ်အကိုအမပဲဖြစ်ဖြစ်တို့ရတဲ့ရွာထဲမှာရှိ အချိန်မီတော်လိုင်းနယ်မြေကိုချက်ချင်းလာခဲ့လာပြီးတော့မှတို့မိသားစုပြန်လဲပေါင်းစည်းရေးလဲဆောင်ရွက်ပေးပါမယ်ဆိုတဲ့ဟာတွေကိုဒီလောက်ထိပြောထားလာတော့မလိုက်မလုတဲ့ကောင်းလေးဒီလောက်နဲ့မတန်ဘူးဒီတဲ့ပိုပိုဆိုးစေချင်တာဆိုပြီးတော့ကြည့်ပြီးတော့ရင်းလာတာလေမသိတော့စိတ်မကောင်းဘူးဆိုတော့ဘာပြားလဲလို့ အေးဗောဒီကောင်ဒီနဲ့မတန်ဘူးဗောနော်အခုဆိုလေခမင်းလေဝိုင်းပြောနေကြတယ်ခမင်းကျွေးရတယ်လေကျွန်တော်တို့ကဟုတ်ခမင်းကျွေးရမုတ်ကျွေးရလေကြီးတိုက်ရတာဟုတ်အခုပြည်သူတွေကဟိုအဲ့တော့အဲ့ဒီမြင်ကွင်းကိုတို့မခံစားနိုင်ဘူးနော်ဆိုတော့စိတ်မကောင်းတာကကိုနေခဲ့တဲ့ညံဖို့လို့မဟုတ်ဘူးဒီကောင်နဲ့မတန်လို့အဲတခြားကျွန်တော်တို့ဒီကြားထဲမှာကိုတိလေးအောင်အများတန်းတင်တင်နေတယ်လေကိုတာဘောเจ้าဟုတ်ကိုတာဘောက တောက်ချောက်ချဲပေါက်တယ်ဆိုတာလေနည်းနည်းတွင်ဒီနေ့မနေ့ဆိုချဲချဲပေါက်တာလေမနေ့ကလည်းပေါက်ခဲ့မဟုတ်လားညညပိုင်းလည်းပေါက်ပြီချဲပေါက်တဲ့အဆင့်ကိုမဟုတ်တော့ဟုတ်လားဘာဖြစ်သွားလဲချဲပေါက်တာကမှ तू ဟိုနေနေတိုင်းချဲထွက်ချိန်ဆောင်းအောင်မယ်ပြီးရင်ကိုကထိုးတဲ့ထိုးတဲ့ငွေသားများလို့ဘိုင်းကမယော်နိုင်လို့ထွက်ပြေးပြေးအောင်မယ်ချဲပေါက်တဲ့အဆင့်မဟုတ်တော့ तू ကကိုပိုင်းဆိုင်းဝိုင်းထောင်လိုက်တယ် ဟုတ်လားဒီကြီးကျင်နေတဲ့ခါဒီတော့သူအိအိမ်မားကိုဆိုင်းဝိုင်းတောင်းတာယူဟုတ်လားတရေနှုတ်ထားဒီလည်းပဲသူကပုံတော့ပုံရညာပိုင်းလည်းဒီတကောင်ကျော်လည်းဒီပိုင်းလည်းဒီတကောင်ကျော်လည်းဒီပေါ့နော်အဲ့တော့ဟိုဘာပေါ့ကျွန်တော်တို့တောင်ပိုင်းအားမရအောင်တောင်ပိုင်းအားမရအောင်ဆိုတဲ့ဟာပေါ့နော်ဟာတောင်ပိုင်းအားမရတယ်ကျွန်တော်တို့ကဟိုဘာပေါ့မုန်ကင်ရင်ပေါ့နော်ဟာဒါတောင်ပိုင်းဆိုရင်အမှန်တကယ်မုန်ကင်ရင်တနင်္လာရီပေါ့ဒါပေမဲ့တနင်္လာရီကတော့ခဏတပိုင်းလေးပိုင်းထားအောင်ပေါ့နော်ခဏလက်ကြည့်လို့တဲ့ဒီတောင်ပိုင်းကသူတို့ပြောပြောနေတယ်ဖာတီတို့ဆိုတဲ့ဟာမှာသူကတောင်ပိုင်းက ဒီမုံနဲ့ကရင်နဲ့ပေါ့နော်မုံပြည်နယ်နဲ့ကရင်ပြည်နယ်နဲ့မုံပြည်နယ်နဲ့ကရင်ပြည်နယ်ဆိုတာမြန်မာပြည်မျိုးပေါ်မှာတကယ်ကြည့်မယ်ဆိုလို့ရှိရင်ပြည်နယ်တိတိလေးတွေပါအနှစ်ခုပေါင်းမှဟိုတိုင်းတတိုင်းစာလောက်တော့မရှိတဲ့ area ပေါ့နော်အဲအဲ့ဒီ area ကိုဒီ area လေးတောင်မင်းတို့ကတိုက်လို့မပြီးဘူးလားလို့အဲသူတို့ကဟိုတချို့ကထင်ထင်လိမ့်မယ်ဟုတ်ဒါပေမဲ့အဲ့ဒီ area ထဲမှာကျွန်တော်တို့စစ်ကောင်စီရဲ့အခြေချတတ်မှာနော်စစ်ကြောင်းထိုးလာတာမဟုတ်သေးဘူးဟုတ်အခြေချတတ်မှာ၄မှာရှိတယ် သူကတမနှစ်နှစ်ကဖန်အံမှာရှိဟုတ်ကဲ့အခြေချက်သူနဲ့သူတရင်၁၀ရင်းရှိဟုတ်ပြီးရင်တမလေးလေးကကျွန်တော်ကြိုက်ထုံမှာရှိတယ်သူနဲ့သူတရင်၁၀ရင်းရှိဟုတ်ပြီးတော့ကျွန်တော်တို့စားက၁၉စားက၁၉ကရေးမှာရှိတယ်သူနဲ့သူတရင်၁၀ရင်းရှိပြီးတော့စားက၁၂ကော့ကရီမှာရှိတယ်သူနဲ့သူတရင်၁၀ရင်းရှိစုစုပေါင်းတရင်၄၀ရှိဟုတ်ကျွန်တော်တို့တိုက်ရမယ်အခြေချက်တရင်ပေါင်း၄၀ဟုတ် နောက်ထပ်တိုင်းတက်အပါဝင်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါလေးလာထားရတယ်44ရင်းရှိဒါအမြောက်တက်တို့စီးတက်တို့ဆက်သွယ်ရေးတက်တို့မပါသေး44ရင်းရှိကျွန်တော်အဲ့ဒီ44ရင်းအခြေဆိုင်ကိုလည်းကျွန်တော်တိုက်ရမယ်ပြီးတော့ဒီထဲမှာချစ်ကောင်စီရဲ့တက်စခန်းတွေကတက်မှာ6လေအခုဘူဒါဘောတို့မနေ့ကတင်လိုက်တဲ့ကနေလေးစခန်းမပါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမြောက်ဒီကွန်းမှာနောက်ထပ်တိုက်ဖို့ကျွန်တော်စခန်း6ခုကျန်သေးတယ်ဟုတ်သူက ဟိုဘယ်လိုပြောရဟိုပတ်လုံးခေါ်တာအဲအဲ့လိုစိုင်းဝိုင်းထဲမှာပတ်လုံးပတ်လုံးပတ်လုံးအဲ့လိုစီသလိုဒီသူတို့ဒီအကြီးသေးတွေစီကြတာအဲအဲဟိုဒီမြောက်ဒီကန်ဒီဒီဘက်ကိုဟိုဘက်ကိုဟော်လီဘက်ကိုလာတဲ့လမ်းမှာဆိုလို့ရှိရင်အရင်တော့ဆိုလို့ရှိရင်တကုံးနဲ့တကုံးကစစ်ကောင်စီစခန်းကတကုံးနဲ့တကုံးကလှမ်းអော်လို့တော့ကြားရတဲ့အနေအထားမျိုးကသူကစီထတာပေါ့နော်ဟုတ်နေဆက်ကိုကထိုင်းမြန်မာနေဆက်ကိုကာတဲ့ပုံစံမျိုးလည်းဖြစ်တယ်လို့ဒီတိုင်းသားလက်နက်ကင်နေမြေမှာသူကအတိုင်းသား တော်လိုင်းတက်ဖွဲ့ရဲ့နေမြေမှာသူကဒီလိုမျိုးဟိုကလုတ်ခဲ့တာအဲ့ဒီဟာကြီးလဲတိုက်ရတယ်သူကဟိုအခြေချ44ရင်းလဲထပ်တိုက်ရအောင်မယ်ဆိုတဲ့အချိန်မှာဒီဘက်ကအနေနဲ့လေးကြံ့ကြံ့နေရပါဘောနော်ဒါကတော့စီးရဟိုကြံ့ကြာတဲ့အပိုင်းပေါ့နော်ဟုတ်ဟုတ်အဲ့မဲ့တောက်လျှောက်ဒီအပိုင်းမှာတော့တောက်လျှောက်ကိုဒီအပိုင်းမှာတော့လာပါပြီဟုတ်ပါပြီအဲ့တော့ကျွန်တော်တို့ဒါကတော့တောက်ပိုင်းစီရင်တဲ့ပတ်သက်တာတော့ကျွန်တော်တို့ကဟိုတိ့ကိုမတိတာကိုဒီနေ့အောင်တို့ကဟိုတက်တဲ့ဝင်ဝင်လေးနေခဲ့တာတော့နောက်ဒီ ဒီဘက်မှာလည်းကျွန်တော်တို့အဆက်အသွယ်ကြီးအများကြီးရှိတာပေါ့နော်ဒီပြင်နဲ့ကိုယ်တိုင်ကိုကြလည်းသွားပြီးတော့ဘာလုပ်တယ်ညာလုပ်တယ်ဆိုတာတွေရှိတော့အဲ့လိုပေါ့အဲ့တော့ကျွန်တော်တို့ဒီတောင်ပိုင်းဆိုလည်းရှေ့မှာတော့အားမရဘူးအားမရဘူးပြောကြတယ်အခုတော့တောက်လျှောက်စကန်းနေတိမ့်ပြနေတာပေါ့ဆိုတော့အညာတို့တခြားတိုင်းသားနေပြည်တို့မှာလည်းအားရစရာတွေဆိုဘာဘာတွေမြင်ရလဲအားရစရာကတော့ အများကြီးပေါ့နော်ဟုတ်အများကြီးပေါ့ဆိုတာကကျွန်တော်တို့အရင်တော့ဆိုလို့ရှိရင်သူ့ဟာသူအဲလောက်ကြရတယ်ပေါ့နော်ဟုတ်သူ့ဟာသူပထမဆုံးတော့ဘာ PDF ညာ PDF ဘာ local PDF ညာ local PDF နဲ့ဟာဟိုရောတွေရောဟွာတွေရောဘာတွေအကုန်လုံးပေါ့နော်ဟိုမြိုင်တွေရောပေါက်တွေရောမြင်းညာတွေရောအဲ့လိုမျိုးတွေပေါ့နော်အညာဘက်မှာဆိုလို့ရှိရင်အဲ့လိုမျိုးတွေလောက်ကြရင်ညာနေမှာသူကငါငါဒီ mission ငါငါလုပ်မယ်ငါနဲ့မြေဆိုတော့စိတ်တွေကနေပြီးတော့မှအခုဆိုလို့ရှိရင် ရောက်နေတယောက်ချစ်စင်အတွေ့အကြုံတွေဖလဲလာတယ်အမေအဲ့ဒီစခန်းကိုတိုက်တုံးကဘယ်လိုမျိုးတွေအခက်အခဲတွေကြုံခဲ့လဲအားအရာတွေကိုဘယ်လိုကြော်ဖြတ်လဲအဲသူတို့မှာဂျန်မာတွေကဘယ်လိုတုံးတယ်လဲဒီဘက်ကလည်းသူ့ရဲ့စီးရေးအတွေ့အကြုံတွေအဲဖလဲတယ်ဟိုဘက်ကောင်းဆောင်ကလည်းစီးရေးအတွေ့အကြုံတွေဖလဲရင်းရနေပြီးတော့မှအဖက်နဲ့တစ်ဖက်တင်ကန်းသာဖလဲပြီးတော့တိုက်ကြဒါဒုတိယဆင့်ဟုတ်အဲ့ဒီကနေအခုနောက်တတိယဆင့်ကြတော့အဲ့လိုမဟုတ်တော့ဟုတ်ဒီနေရာချမယ်မင်းစီရလဲလာငါးစီရလဲလာတပ်ပေါင်းစုကြီး ဖြစ်သွားပြီပေါ့နော်အဲ့တော့ကျွန်တော်တို့အခုပြောပြောနေတဲ့တလိုင်းပြီးတလိုင်းလာပဲတို့ဟိုဘာတို့လည်းစာရင်အခုတပ်ပေါင်းစုဂျီကာလာကိုရောက်သွားပြီဆိုတော့ဘယ်တော့မှမဖြစ်ခဲ့ဘူးတဲ့အနေထားတွေဖြစ်လာပြီကိုတော့ကျွန်တော်တို့အကျန်းဆုံးစစ်စင်ရေးပေါ့နော်အကျန်းဆုံးရှေ့တန်းကအဲကျွန်တော်တို့ငငယ်ကအကျန်းဆုံးရှေ့တန်းကကီကရင်ဝင်ပဲဟုတ်ကရင်ဝင်ကိုကျွန်တော်တို့တစ်နှစ်ကျော်တစ်နှစ်နဲ့နှစ်လကျွန်တော်တို့ရှေ့တန်းဝင်တဲ့အချိန်မှာအဲလူပေါင်း140လောက်ပေါ့နော်အဲဒါအတီးပြောက်ကော ဒီဒဏ်ရာရတော့လူပေါင်း140လောက်အဲဒဏ်ရာရအသေးပြောက်ရှိတဲ့အချိန်မှာဘိုးကြီးသုံးဝင်တယောက်ပဲပါဟာသုံးဝင်ဆိုတယောက်ကျန်တာတွေကအကုန်လုံးရဲဘော်တွေဒူးတက်ချက်တွေတက်ချက်တွေတက်ချက်ကြီးတွေဟာဒါမျိုးတွေပဲအောက်ကလူတွေပဲပါဖြစ်ဟာအဲအခုဆိုလို့ရှိရင်ဒီလူဦးတော်လိုင်း၄နေတာကာလမှာတက်မှမူးတွေဆိုလို့ရှိရင်ဟိုနားမှာမှောက်လိုက်ဒီနားမှာမှောက်လိုက်လက်ပြန်ကျိုးတုတ်ခံလက်ပြန်ကျိုးတုတ်ခံလဲဟိုကတိုင်းမူးဒူးတိုင်းမူးတွေဖန်းခံတိုင်းမူးတွေဖန်းခံရ ဒီလိုမျိုးကာလတွေဒီလိုမျိုးအချိန်တွေအထိရောက်လာပြီးဆိုတော့စစ်ကောင်စီရဲ့နှစ်80ပေါ့နော်ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကဟုတ်အဲနှစ်80ပြည့်သွားခဲ့ပြီပေါ့စစ်တပ်ထူထောင်ထူထောင်တာပေါ့တော်လိုင်းရင်းနေပေါ့နော်တော်လိုင်းရင်းနေကအဲနှစ်80ပြည့်သွားခဲ့ဒီနှစ်80တက်တန်းမှာဒါကပထမဆုံးအချိန်ပဲဟုတ်ဒီလိုအကောင်ကြီးကြီးတွေဖန်ခံရတဲ့ဟွာဖြစ်တယ်ဆိုတာဒီလိုမျိုးခုဟိုဘက်မှာဆိုရင်ကျွန်တော်တို့တမခွန်ခွန်တမမှုလို့ပါလို့ဖမ်းမိရတယ်ဆိုလို့ရှိရင်ဒါအညာဒေတာနဲ့ အကီအိုင်နဲ့အောင်းပြီးတော့ကတာအင်းတော်ဘက်မှာအဲဖြစ်တဲ့ကိစ္စတွေပေါ့နော်အောင်းအောင်းတဲဦးတို့ဘာလို့ဖမ်းခံရတဲ့ဟာတွေဒီဟာတွေကလည်းအခုအညာဒေတာရဲ့တကယ်အင်အားကြီးသောစစ်စင်ရေပေါ့နော်အင်အားကြီးသောစစ်စင်ရေအညာဒေတာရဲ့အားရတဲ့အခြေအနေပေါ့အဲဒါကြောင့်မလို့ကျွန်တော်ဘယ်လိုပြောရမလဲဆိုတော့180ဓာတ်တဲ့ကြီးသောလေးနှစ်သားလို့တော့ပြောလို့ရတယ်ပေါ့နော်ဟုတ်အဲ့လိုပြောလို့ရတယ်ဟုတ်ကျွန်တော်တို့ဟိုအညာမှာဆိုအားရစရာတွေမှာကျွန်တော်တို့ကြားနေရတာပေါ့နော်ကြားနေရတာဆိုတာ ဟိုစောကကိုတင်လဲအောင်ပြောသလိုတက်ပေါင်းစုကြီးခြားကြတယ်ခြားကြတဲ့အခါမှာတချို့ဟိုကြည်ရှိတဲ့လူကလည်းကြည်ရှိတဲ့ဘက်ကလည်းကြည်မရှိတဲ့ဘက်ကရောအားလုံးစီကလာယူလာချီးပေါ့မင်းတို့ရှိရင်ပြန်ပေးပေါ့တော့လူမလိုက်နိုင်တဲ့အဖွဲ့ရလည်းလူမလိုက်နိုင်ဆိုတော့တစ်ဖက်မှာသူတို့ကကြားနေရတော့အဲ့တော့လက်နက်ပူလို့ရှိလို့ရှိရှိပုံနဲ့လက်လက်ယူသွားဆိုတဲ့အမျိုးတကယ်ကိုစီစီလုံးလုံးနဲ့အားရစရာเนาะအဲ့တော့အဲနောက်ပိုင်းမှာကျွန်တော်ညီကိုတွေထပ်ပြီးတော့စကားတွေအများကြီးပြောဦးမယ်ကိုဒီလေးအောင်လည်းကျွန်တော်တို့ အမလို့စေတော့တလောက်ပါပဲကျွန်တော်တို့အကြောင်းကတော့ကျွန်တော်တို့အမှုပညာအမှုပညာနဲ့ပတ်သက်တဲ့ကျွန်တော်တို့လုံဆောင်နိုင်တာတွေလုံဆောင်ပေးကျွန်တော်တို့ကရန်ပုံကြီးရှာပေးလို့ရတာတွေကြိုက်တယ်လို့ပြောဘက်အကောင့်တွေဘုဘက်အကောင့်တွေပြောတယ်ဆိုတာကိုတင်လေးအောင်ပြောသလိုသူတို့မရနိုင်တဲ့အခွင့်အရေးကြီးနာနာကြီးကြီးသူတို့ပြောနေတာဖွက်ခေါက်ပဲပြောပြောဘလို့ပဲပြောပြောတော်လိုက်အောင်မြင်တဲ့နေ့အထိကျွန်တော်တို့ကြိုးစားကြတယ်တက်ကြီးလက်ကြီးကိုတင်လေးအောင်ကလည်းကျွန်တော်တို့သုံးသက်ချက်တွေကိုတင်လေးအောင်တို့ပြောရင်ဒီကောင်တွေကပုံနာတယ်ပေါ့နော်ဟုတ် ဟုတ်ဒါမျိုးတွေနောက်ပိုင်းလာပါအောင်မယ်အဲ့တော့ကျွန်တော်တို့ဒီကျွန်တော်ညီကိုတယောက်ပြောတဲ့ဒီရုပ်သံဖိုင်ရဲ့အောက်မှာကိုတနေအောင် YouTube channel လေးစလုပ်တော့အဲ့တော့ကျွန်တော်တို့ YouTube channel လေးလေးလေးချပေးမယ်ကျွန်တော်တို့ video တွေဆိုလို့ရှိရင်လူ၄၅တောင်းအနည်းဆုံးကြည့်နေကြတာဟုတ်တယ်မလားဟုတ်အဲတိန့်ချီကြည့်နေကြတာဆိုတော့ကြည့်ရှုတဲ့လူတွေက subscriber လေးတွေဝေလို့ပေးွားလို့ရှိလို့ရှိခဏလေးပြည်နော်ဒါမျိုးတွေအဲ့တော့လည်းလည်းနှုတ်ဆက်ပြီးဟုတ်ဟုတ်အားလုံးပဲဒါကျွန်တော်တို့ လိုပဲပြောပြောပေါ့နော်ဒေါ်လာအေးမှာဆရာကိုတိုင်းကြောက်ပြောလို့ခွက်ခောက်တယ်ဆိုတဲ့ဟာကျွန်တော်တို့မှာကသူတို့ကနိုင်ငံဘန်နာကိုဖင်ခုထိုင်ပြီးတော့မှဒေါ်လာအေးတပ်ဖွဲ့တွေကိုလိုက်ပြီးတော့မှရှင်းလင်းတုတ်တင်နေတဲ့ဒါတရားဝင်ဓမြအဖွဲ့ပေါ့နော်တရားဝင်ဓမြအဖွဲ့ဖြစ်တယ်ပြည်သူလူထုကို border ဆွဲကျင်တိုင်းဆွဲတယ်ဘုံကျဲကျင်တိုင်းကျဲတယ်ဒီလိုဖွဲ့နေကျွန်တော်တို့ကရွာတွေဝင်လို့ရှိရင်ယူကျင်တာယူနေကျွန်တော်တို့ကအိုးပြေးအိမ်ပြေးပေါ့နော်အိုးပြေးအိမ်ပြေး မိသားစုပြည့်အဲကိုယ့်ရဲ့စီးတဲ့ဥစ္စာတချို့တလေတွေဆိုလို့ရှိရင်အကုန်လုံးပြစ်ခဲ့ရတာပေါ့တန်ဖိုးကြီးရဲ့ဟာပဲယူလာနိုင်တာပေါ့နော်မပြစ်ခဲ့ရင်လည်းသူကရှိတဲ့သူကအဲ့ခြံနေလွားတွေအကုန်ရောင်းရောင်းပြီးတော့တော်လိုက်တဲ့အကုန်ပုံဩဟုတ်တယ်အဲ့လိုမျိုးလောက်ရတာဖြစ်တဲ့တော့ကျွန်တော်တို့ကခွက်ခေါက်ပြီးတော့မှမတော်လန့်လို့ရှိရင်လည်းကျွန်တော်တို့ကမရပါဘူးအဲ့တော့ကျွန်တော်တို့ကပြည်သူအားနဲ့ယုံနေရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒါခွက်ခေါက်တယ်လို့ပြောရလုံးဝမနာပါဘူးဘယ်တော့မှလည်းမနာပါဘူးအဲ့တော့ကျွန်တော်တို့ဒီနိုင်တဲ့လောက် ဝိုင်းလုံရင်လည်းဒါကျွန်တော်လည်းကျွန်တော် channel လေးကနေပြီးတော့မှဒါပြည်သူလူထုအတွက်စီးရီးရအားရစရာသတင်းတွေရောတော်လိုင်းပြည်သူလူထုအပြည်တွင်းကပြည်သူလူထုတွေပေါ့နော်ပြည်တွင်းကပြည်သူလူထုတွေသတိထားမဲ့အဲအချက်လက်တွေရောပြီးလို့ရှိရင်ပြည်ပကအဲဒီထောက်ဖို့ပြည်သူလူထုတွေအနေနဲ့လည်းတချို့ဒါလူလိန်အကောင့်တူတွေဘလို့အကောင့်တွေမှာတွားပြီးတော့ငွေလွှဲမိတာတွေပါတယ်တချို့ကတော့ဒါလူကျင်နာပဲတည်တယ်ပေါ့နော်အဲ့တော့မြေပြင်ကိုတကယ်ရောက်မရောက်ဆိုတဲ့ဟာလေးတွေအဲမြေပြင်ခေါင်းဆောင်တွေနဲ့ ချိတ်ဆက်ပေးတာတွေဒါတွေလှုပ်ဆောင်သွားဖို့အတွက်ဒါကျွန်တော်ရဲ့ YouTube channel လေးကိုလည်းကျွန်တော်ဆက်ပြီးတော့လှုပ်ဆောင်ပါမယ်ဆိုတာလေးပြောချင်ပါတယ်ဗျဟုတ်ဟုတ်ကဲ့နောက် season တွေမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာအားလုံးပဲအဲတော်လည်ပြည်သူပေါင်းပေးရရင်ပေးရှင်းကြပါစေ